ားလုံးပဲမင်္ဂလာပါရှင်ကြီးစုနေကြတဲ့ဒီချက် MM3 နဲ့တကွာ Grade 12ကျောင်းသားကျောင်းသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့စကားဒေတာရောသုံးမှုအကြောင်းကိုသင်ခန်း Celebration ဖြစ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ရှင်ဒီအတွက်ပါဝင်ပြီးတော့ပြောပြပေးသွားမယ့်သူတွေကတော့၃ရောက်ပေါင်းရင်လောင်းကြော်တဲ့ 1QOGD 3HJY နဲ့ကျွန်မ 3HJS တို့ဖြစ်ပါတယ် ကျမတို့ကမကမအခွဲကိုအရင်ဝန်းစုံမဝေဖန်ပဲလူချင်းမင်းတို့ကိုဘယ်လိုပုံစံနဲ့သင်ခန်းစာကိုဆွေးနွေးပြီးတော့မလဲဆိုတော့ကိုစိတ်ရှိရှိနဲ့စိတ်ပါဝင်စားစားကြည့်ရှုနားထောင်စီချင်ပါတယ်ရှင်ကဲကျမပညာရှင်လေးအားလုံးပဲမင်္ဂလာပါ အဲချက်ရိုအင်ဘက်ကတင်လိုက်တယ်တင်ငန်းစာလေးကိုပြန်ဆွေးနွေးပြီးတော့ကလေးတို့ကို Google Form ဖြည့်ခိုင်းမယ်လို့ပြောရတယ်နော်ဆိုတော့စာရောပြန်ကြည့်ခဲ့ကြရလားဒါနဲ့ဘယ်ကောင်းတင်ဖြည့်ရမယ်လို့ပြောရတာလဲအဲဘယ်ကောင်ညာရော ဆိုတော့စီအိမ်ငိုင်းနေကြတော့မဟုတ်ဘူးမလားတန်အောင်ထွက်ကြတော့တော့ကျွန်မပညာရှင်လေးပြရတော့ You fucking beginner you are fucking you are fucking you fucking fucking you bloody you bloody you bloody sort bitch you fuck you fuck you ကဲတပိုင်းစနယ်လူမရှိကြဘူးလားမမတို့ရဲ့ကင်မရာလည်းမဖွင့်မိုက်လည်းမဖွင့်တော့နော်ကျွန်မကင်မာပွေညူချင်းတော့ရှင်တို့ဟာဟုတ်ဟုတ်ရှိပါရဲ့ချေတော်တိရပေါ့ကျွန်မရှင်တို့ပြန်ဖြေတော့ထင်းနေတာကဲကျွန်မကိုဆန္ဒမှန်းပြနေကြလားလို့ န္ဒပြမပေါ့ရှင်။တော်ရိုင်းလိုင်းနဲ့ကြာနေလို့။ကဲကဲဟုတ်ပါပြီ။ဒါနဲ့စာရောက်ကြည့်ခဲ့ကြရလား။စာကြည့်ခဲ့ကြလားသိကျင်လို့မိကုန်းလေးနဲ့လည်းလောင်းမေးမယ်နော်။ဆိုတော့အရင်ဘက်ကဖတ်တင်ခဲ့ရတယ်ရောမှတ်မိကြလား။အာစကားတင်ကြတဲ့ရောတော့မှုပါကျဲ။အာဆောင်းပါးစကားပြေဖြစ်ပြီးတော့ဒေါက်တာအောင်မြင့်ဦးရေးသားရတာပါ။ကဲသိမ့်မှန်တာပေါ့ရှင်။ဖြည့်ချပေးလို့ကျေးဇူးတင်ပါတယ်။ဆိုတော့ဒီနေ့ဆွေးနွေးပြီးဖြစ်မဲ့အကြောင်းအရာကတော့စကားတင်ကြတဲ့ရောတော့မှုပဲဖြစ်ပါတယ်။ ဒီဆောင်မကိုဆရာဒေါက်တာအောင်မြင်ဦးရေးသားထားတဲ့စကားသင်္ကေတရုပ်တုံးမှုသူတွေတနစာရန်ကနေကောင်းလုပ်ထားဖြစ်ပြီးတော့2004 2005ခုနှစ်ပညာရေးဆောင်ရှင်သူတွေတနစာရန်ဖက်ပဲမှာတင်သွင်းဖက်ကြားခဲ့တဲ့စာမန်းဖြစ်ပါတယ်။ကဲဒါဆိုနောက်ထပ်မေးခွန်းတစ်ခုထပ်မေးပြပေါ့နော်။အဲဒီစကားသင်္ကေတရုပ်တုံးချင်းကဘာကိုသိရှိစေဖို့ရွေးထားလဲ။သူ့ရဲ့ရွေးချက်ကဘာလဲဆိုတော့ပြပြကြပါဦး။စကားသင်္ကေတရုပ်တုံးချင်းဆိုတာကဘာသာစကားဆိုင်ရာအကြောင်းရင်းကတည့်ရဲ့ လူမှုစာရအကြောင်းရင်းခံ၄ရက်အပေါ်မှာမူတည်ရဆိုပြီးတော့သိရှိစေရည်ရည်ရပါတရှင်။အဲဟုတ်ပြီ။အဲဒီစကားသင်ရတာရောတုံးမှုရဲ့ရည်ချက်ကိုသိရတာဟုတ်ပါပြီ။ဒါမဲ့လို့ဒီစကားသင်ရတာရောတုံးမှုဆိုတာရောဘာလို့ပြောရလဲ။အဲ့ဒါတော့နားလည်ကြတာ။ငါလည်းတလောက်ပြောကြည့်ပါဦး။ အာတမိမမိတလောက်ကတော့ပြောရမယ်ဆိုရင်စကားတင်ငေတာရသုံးမှုဆိုတာကတမိတို့အခုပြောနေတယ်မိခင်ပါတာစကားမှာအခြေခံဒီနေ့စဉ်ပြောပြနေစကားတွေရှိရဲပေါ့နော်အဲ့ဒီကတရုပ်စကားလုံးတွေကိုသူတခြားပါတာစကားရဲ့အစိပ်ပိုင်းနေရောတော့တုံးထားတာမျိုးပေါ့အများစုကတော့စကားလုံးတွေဖြစ်ပေမဲ့ပုံစုဒါမှမဟုတ်ရင်အဲ့ထက်များတဲ့စကားစုတွေလည်းဖြစ်နိုင်ပါသေးတယ်อืมဟုတ်တယ်အဲနောက်ထပ်ရောဘသူအမြန်ထပ်ပြီးရောဖြည့်ဆွတ်ပြောချင်းကြသေးတယ်လေတမိပြောမယ်တခြား ရှိက 3HIQS ပြောသွားတာကိုထပ်ပြီးတော့ဖိဆက်ပြောရမယ်ဆိုလို့ရှိရင်တမင်ဟိုးရှိမှပြောခဲ့သလိုပဲပေါ့နော်။စကားသင်ကြတာရောတော်မှုဆိုတာကဘာသာစကားဆိုင်ရာအကြောင်းရင်းခံတည့်ရရဲ့လူမှုဆိုင်ရာအကြောင်းရင်းခံ၄ရပုံမှန်မူတည်ရပေါ့နော်။ဘာသာစကားဆိုင်ရာအကြောင်းရင်းခံကိုတိကျပြပြရမယ်ဆိုလို့ရှိရင်အဲ့ဒါကဘာသာစကားထိတွေ့မှုကိုပြောချင်တာပဲဖြစ်ပါတယ်။နောက်ထပ်လူမှုဆိုင်ရာအကြောင်းရင်းခံ၄ရတွေကဘာတွေလဲဆိုလို့ရှိရင်နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊လူမှုဆက်ဆံရေးနယ်ပယ်တွေပဲဖြစ်တယ်ပေါ့။ အဲ့ဒီနယ်ပယ်တွေကကြတော့လို့ဖွဲ့စီတစ်ခုနဲ့တစ်ခုအပြန်လဲထိထိပြောဆိုဆက်ဆံရတာများလာတဲ့အခါမှာဟိုဘာသာစကားရောနှမှုတွေဖြစ်လာပြီးတော့စကားသင်ကြားတာရောသုံးခြင်းဖြစ်လာရင်လို့မှတ်ခဲ့ရပါတယ်ရှင်။အဲကျမပညာရှင်တွေရေစာကြည့်လာကြရပဲ။ကဲဒါပေမဲ့ကွာနည်းနည်းတော့ဆက်ပြီးမေးဦးမယ်နော်။အဲ့ဆိုတော့တမိတင်ပြောတော့ပုံရဆိုရင်ဒီစကားသင်ရတဲ့ရောသုံးမှုဖြစ်လာတာကဒီဘာသာစကားဆိုင်ရာအကြောင်းအခံတရက်ဖြစ်တဲ့ အဲဘာသာစကားထိတွေ့မှုကြောင့်လို့ပြောရပေါ့နော်ဆိုတော့ဒီဘာသာစကားထိတွေ့မှုမှာခြေရောမြန်မာဘာသာစကားအရာဆိုရင်ပေါ့နော်အဲဘေဘာသာနဲ့အများဆုံးထိတွေ့လဲအဲ့ဒါလေးပြောပြပါအောင်အင်းကျေသမီးဖြေပါမယ်။သမီးတို့ညီမစကားနဲ့ဆိုရင်အများဆုံးထိတွေ့တာကပါဠိဘာသာစကားနဲ့အများဆုံးထိတွေ့ရတယ်ပေါ့နော်။သမီးတို့တာမန်ဒီနေ့စဉ်ပြောနေတဲ့စကားဝိုင်းတွေမှာတင်ကိုပါဠိဘာသာစကားတွေကိုရောသုံးလေးရှိတယ်ပေါ့။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်မင်းမူတာဝါရတွေပြောမနေနဲ့။ဒီကိစ္စကိုအနုလုံပဏိလုံစဉ်းစားဖို့လိုတယ်။ အာရဂျန်ပရမလန်ပဲကျမ်းမာချင်းဒီလက်ကြီးတစ်ပါးလို့ပဲဆိုနိုင်တယ်အာဒီလိုမျိုးသမီးတို့နေ့တိုင်းပြောဆိုနေတဲ့ပုံမှန်စကားတွေမှာတင်ပေါ်တော့ပါဠိတစကားကိုရောသုံးနေတယ်ဆိုတာကိုသမီးပြောခဲ့တဲ့ဥပမာအနေနဲ့ကြည့်ချင်းဖြင့်သိတာရယ်ပေါ့နော်အေးဟုတ်တာပေါ့အဲတင်ပြောသွားတဲ့ဥပမာလေးတိုင်မယ်ပေါ့နော်အဲဆိုတော့ဒါဆိုရင်ချဲတို့ဘာသာစကားကိုဒီပါဠိဘာသာစကားနဲ့ပဲရောသုံးတာလားတခြားဘာသာနဲ့ထိတွေ့တာမျိုးရောရှိသေးလားအင်္ဂလိပ်စကားနဲ့ပါတရှင် ။တမျိုးတွေမှာလည်းငငါကိုလိုရီလက်အောက်ကိုကြောက်ခဲ့ဘူးသလိုလလဲရပြီးတော့ဘာမှမလဲစီးပွားရေးပညာရေးနိုင်ငံတကာဆက်ဆံရေးစားတဲ့အကြောင်းတွေကြောင့်အင်္ဂလိပ်ဘာသာစကားနဲ့အများဆုံးထိတွေ့လာရတယ်ပေါ့နော်။အဲဒါကြောင့်တော့ဘယ်စကားပြောဆိုရခါမှဆိုလို့ရှိရင်အင်္ဂလိပ်စကားကိုရောသုံးညသုံးလာမျိုးလေးဖြစ်လာခဲ့ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တမျိုးလုံးငယ်ကျမ်းမှာပြောမြရတဲ့စကားလုံးတွေရှိရပေါ့နော်။ဘာလဲဆိုလို့ရှိရင်သူကရန်စလေးရယ်နော်။ตัวกรีคันฟรีเนี่ยดิแฮะจะชื่อสวาคีโลมัวจะชื่อคอปี้มาล่ะ အဲ့လိုမျိုးလေးပေါ့နော်သမီးတို့ပုံမှန်ပြောနေတဲ့စကားတွေမှာကိုရောနှောတုံးလာပြီးတော့အတွင်ကျလာတဲ့ပုံစံမျိုးပေါ့နော်ဒီပေမဲ့ဒီလိုရောနှောတုံးလာကနေထိုင်ရာဒေသနဲ့လက်ဆိုင်ပါသေးတယ်တခြားမျိုးပြဒေသမာတွေကဂျီလက်ထက်ပို့ပြီးတော့စကားသင်နေတာရောသုံးတာကပုံများပါတယ်တကယ်ပြောရမယ်ဆိုလို့ရှိရင်မျိုးပြတွေမှာကကိစ္စရဲ့အသေးစံတွေပုံများတော့ဒါကလေးကြားလို့ရှိရင်ကိုပြောစင်တဲ့စကားလုံးကိုကိုမိခင်ပါတဲ့စကားနဲ့ပေါ်လေအောင်မပြောနိုင်ဘူးလို့ထင်တဲ့အခါကျရင် တခြားဘာသာစကားကိုအလွယ်တကူရောသုံးလိုက်တာမျိုးပေါ့ဒီလိုကိစ္စတွေကြတော့ခြေလက်တရားတွေမှာအလွန်ရှားပါတယ်အဲ့ဒါကြောင့်စကားသင်္ကေတရောနှောခြင်းကိုမြို့ပြတဘောလက္ခဏာတရားလို့လည်းယူဆနိုင်ပါသေးတယ်တခြားโอเคပါရှင်။ကဲပြပြည့်စုံဖြည့်သွားအတွက်ကျေးဇူးတင်ပါတယ်။ကဲတချဲတို့အဲဒီလက်ရှိပေါ့နော်ကျေးလေးတိုင်မှာဆိုရင်တာမန်နေ့စဉ်စကားပြောရမှာစကားသင်တာရောတော့မှုတိတ်မဲ့တွေ့ရအောင်ဆင်မှာပေါ့နော်။အဲမြို့ပြိုင်မှာကျတော့တွေ့များရပေါ့နော်။အဲတမီးလေး3ကျေးဇူးအောင်ပြောတတ်လို့ပဲဒီကျေးလက်ထက်မြို့ပြမှာကပို့ပြီးတော့ဒီကိစ္စအထွေထွေပေါ့များအကြောင်းလည်းပါရပေါ့နော်။ အဲ့ဒါပြင်ကိုမှဒီလိုစကားတင်တာရောတုံးချင်းကဒီတချို့တော့အုံပြူသူတွေရဲ့ပေါ့နော်လူမှုအလွန်နဲ့သဆိုင်နေပေါ့နော်အဲလူဖွဲ့ကြီးမှာဆိုရင်လူမှုလွာတွေကတည်တည်ပေါင်းဝင်ပေါင်းဆက်နေတွေ့ရတယ်ပေါ့နော်အဲလူမှုလွာမှာလည်းအနေမြင့်ခွဲခြားကြမျိုးတွေလည်းရှိတယ်ရမို့သက်ဆိုင်ရနေပဲလိုက်အဲပြောရမယ်ဆိုရင်ဒီစီဝိုင်းနေပဲတို့ပညာရေးကျန်းမာရေးနိုင်ငံရေးစရတဲ့နေပဲတိတိယလူတွေကပေါ့နော်အမြန်မာစကားမှာအင်္ဂလိပ်ဘာသာကိုတွင်ကျက်စာအသုံးပြုလာရှိရပေါ့နော်ပြောရမယ်ဆိုရင်ဒီစီဝိုင်းနေပဲကလူခ ဒီစီဝိုင်းနဲ့ပတ်သက်ပြီးတော့စကားသင်တာရောသုံးတာမျိုးရှိရယ်။အပြီးကျမိုင်နဲ့ပဲကလူအဆွေလဲဒီကျမိုင်နဲ့ပတ်သက်တဲ့စကားသင်တာရောသုံးမှုတွေ၃လေးပဲပေါ့နော်။အဲ့လိုမျိုးသူ့နဲ့ပဲနဲ့သူသူထေသားလိုက်ရောနောသုံးမှုချင်းကတူညီဂျင်မတူညီနိုင်လေးပဲပေါ့နော်။ဒါပေမဲ့ဒီလိုရောနောသုံးဆဲမှုတွေကတွင်ကျလာတဲ့ချက်ကတော့ဒါချဲလို့ညင်းလို့မရတဲ့ချက်ပဲပေါ့နော်။ဆိုတော့ချဲလို့မြန်မာဘာသာစကားမှာဆိုရင်ဒီစကားသင်တာရောသုံးတဲ့နေရာမှာအဲနီလန်းနှစ်ရက်ကိုသုံးပြုလေးရှိကြရယ်ပေါ့နော်။ဆိုတော့အဲ့နီလန်းနှစ်ရက်ကရောဘာလဲထပ်ပြီးပြပြကြပါအောင်။ အဲ့ဒီနီလန်းနှစ်သွဲကပထမနေ့ကအစားတို့ရောသုံးခြင်းဖြစ်ပြီးတော့နောက်တစ်ခုကတော့တွဲဖက်သုံးခြင်းပဲဖြစ်ပါတယ်။အဲ့နှစ်ခွလုံးကိုစကလုံးအစင်ပုတ်အစင်ဒါမှမဟုတ်လို့ရှိရင်ဝါကြအစင်တွေမှာအသုံးပြုနိုင်ပါတယ်။ဥပမာအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်အခုကျွန်တော်တင်ပြနေတာကကုန်မစင်အကြောင်းပဲဖြစ်ပါတယ်။ဒီလိုပြောဆိုရတဲ့အခါမှာဆိုလို့ရှိရင်အစားတို့ရောသုံးထားတဲ့အစိတ်ပိုင်းကိုလုံးဝဖြုတ်လို့မရပါဘူး။အဲ့လိုပဲနောက်တစ်ခုအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင် ပညာသမားအဘာနဲ့တိပညာနှစ်တူသောအလင်းရောင်တွေမရှိလို့မြတ်စွာဘုရားကဟောကြားတော်မူခဲ့ပါသည်ဒီလိုနေရာမှာဆိုရင်တော့အာမြတ်ဘာသာ စကားကိုပြောဆိုနေတဲ့အရှားဘာသာစကားအစိတ်ပိုင်းတစ်ခုကိုတွဲဖက်ပြီးတော့ပြောဆိုခြင်းမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုပြောဆိုရင်နေရာမှာဆိုလို့ရှိရင်အတိတ်ပဲတူတဲ့အစိတ်ပိုင်းကိုဖြုတ်လို့ရပါတယ်ကဲဟုတ်တာပေါ့ စကားသင်ကတရောတုံးကြီးနှစ်နီးကတင်းမသားတယ်လို့ပဲစာထုတ်ရောတုံးမှုရဲ့တစ်ဖက်ရောတုံးမှုရဲ့ပေါ့နော်စာထုတ်ရောတုံးမှုမှာကစကလုံးတွေကိုဖြုတ်လို့မရဘူးဒါပေမဲ့လို့တစ်ဖက်ရောတုံးမှုမှာဆိုရင်ကတော့တချေတို့အတိတ်ပဲတူညီရဲ့စကလုံးတွေကိုဖြုတ်ပလိုက်လို့ရတယ်ကေဒါရီကချေတို့အရင်ဘက်ကတင်းမိနိုင်နော်ချေက Google ဖောင်ဖြိုးဖို့အတွက်ဒါပြန်နှိပ်ပေးတဲ့သဘောအတွက်ဆိုတော့ခါကျတော့တော်တော်လေးပဲသွားကြမယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်ဘာသာစကားတွေမှာဒါအပြောတဲ့တန်းရေးတဲ့တန်းဆိုပြီးနှစ်ရက်ရှိရပေါ့နော်အဲဒီလိုမျိုးစကားသင်ကြတာရောသုံးခြင်းမှာဆိုရင်ရော ဒီလိုဘယ်တဲ့ရန်နဲ့အရင်စလဲဘလို့အဆင့်တွေပြောင်းလဲလာဆိုတာရောပြပြကြပါဦး alter သမီးပြောလိုက်ပါမယ်ဒီဘာသာစကားမှာအပြောနဲ့အရေးသဏ္ဍာန်နှစ်ရပ်ရှိတာကိုမှဒီလိုမျိုးစကားတင်ကြတာရောသုံးခြင်းမှာဆိုရင်အပြောသဏ္ဍာန်ကနေစတင်ဖို့အတွက်အလားအလာပုံများရဲပေါ့နော်ဘာလို့လဲဆိုရင်သမီးတို့ကနေ့စဉ်နေ့တိုင်းလူတွေနဲ့ဆက်ဆံပြောဆိုတဲ့အခါမှာစာရိုက်ပြီးစာစီရာအထက်ကိုအပြောနဲ့ပဲဓာတ်ရိုက်ပြောဆိုကြတာများတာဖြစ်လို့အပြောကနေပဲစတင်မလို့သမီးကတော့ယူဆပါတယ်အဲ့လိုပြောတဲ့အခါကျရင်ပထမဆုံးအစင်လို့သတ်မှတ်ရအောင်ဆိုရင်ဒါတခြားဘာသာစကားရဲ့စကားတစ်ခုကိုမူရင်းအတန်ထက်အတိုင်းချင်းကအသုံးပြုတာမျိုးပေါ့အမ်ဥပမာအရင်လဲဆိုရင်အာကျမက CDN ကျမ်းသားမှုလို့ တောင်းကို online class ကပဲတက်တာပါသူကတော့ကျမရဲ့ best friend ပါအဲဒီလိုစကားတွေမှာဆိုရင်မူရင်းအတန်ထွက်အတိုင်းပဲချင်းကားသုံးတာမျိုးပေါ့อืมပြီးတော့နောက်ပိုင်းကျတော့ဒီမူလအတန်ထွက်အတိုင်းမပြောတော့ဘဲနဲ့ comic ဘာသာစကားနဲ့ကိုက်ညီအောင်ချင်းချင်းပြတာမျိုးတွေလည်းရှိတယ်ပေါ့เนาะဥပမာ market ထဲမှာ computer ရဈေးကျနေပြီဒါရင်နောက်ပြီးတော့မင်းတို့ telephone နဲ့ကိုနဲ့လောက်လိုက်အောင် အာဟုတ်တယ်နော်အဲ့လိုပြောလဲအခါကျရင်ဒီကျွန်တော်တို့ကတခြားဘာသာစကားတွေလိုပဲကိုမိခင်ဘာသာစကားနဲ့လည်းအတန်ကိုတူညီအောင်ပြောဆိုလာတွေကိုတွေ့ရပါတယ်အဒါပင်မဲ့ဒီနှမျိုးလုံးကိုအသုံးပြုပြီးပြောဆိုနေတယ်ဆိုရင်ဒါမှအဲ့ဒါကိုဘလို့အခြေအနေမျိုးမှာမွေးစားစကားလုံးအဆင့်ကိုရောက်ရှိရလို့ပြောဖို့ကတော့လည်းလွယ်တဲ့အရာမျိုးတော့မဟုတ်ဘူးဒီအချိန်ကြာကြာအသုံးပြုပြီးအသုံးတွင်ကျဲလာတော့မှပဲမွေးစားစကားအဖြစ်ယူဆလို့ရမှာပါဟုတ်ချက်အဲ့လိုတော့ထင်လာတယ်ဟုတ်လောက်ပါပဲကဲဟုတ်ပါပြီအများကြီးပြောလိုက်ရအောင်ဆိုတော့မောနေရေးတက်လာအောင်နော် ကဲဒါဆိုရင်နောက်ထပ်ကြံနေတဲ့ရေးသဏ္ဍာန်ကိုဘာလို့ပြောမလဲဟဲ့သမီးပြောမယ်တရှင်စကားသင်နေတာကြောတော့ဂျင်းပါဆိုလို့ရှိရင်အရေးသဏ္ဍာန်ကပို့ပြီးတော့သိတာထင်ရှားပါတယ်တရှင်မင်းသားစင်ုံမရောက်သေးတဲ့ဘာသာကျစကားလုံးကိုသုံးမယ်ဆိုလို့ရှိရင်ငွေရင်းတိုင်းရေးရတာမလို့စကားသင်နေတာကြောတော့ဂျင်းဖြစ်တာကိုသိတာထင်ရှားစီပါတယ်ဥမာအနေနဲ့ဒီစာသားကိုကြည်ရနေတယ်သိတာရယ်ပေါ့နော်နာမည်မျောစင်တိုင်းညီညီထက်တွင် business center ခမ်းမနဲ့အမတရား တစီရောင်းဆိုင်များပါရှိနေဖြစ်သည်ပထမထက်၌အရောင်းဆိုင်များနှင့် waiting lounge များပါရှိကဒုတိယထက်တွင် coffee shop seminar room conference room တို့ပါရှိမည်ဖြစ်သည်ဒီစံတော်မှဆိုလို့ရှိရင်အခြားဘာသာစကားကိုရောသုံးထားပေမဲ့မူရဲ့နိုင်ရေးသားထားကိုတွေ့နိုင်တယ်ပေါ့နော်အဲအရေးစတဲ့မှာလည်းအပြောစတဲ့လိုပဲသူစရာအဆင့်ဆိုပြီးတော့ရှိပါသေးတယ်။အဲဒါကကြတော့မူရဲစကလုံးကိုအာတမီးတို့ရဲ့မိခင်ဘာသာစကားအရေးသားအခေယာရေးထုံးပဲပြောင်းလဲရေးသားတာမျိုးပေါ့။အဲ့လိုရေးသားတဲ့နေရာက အအတုံးမတွင်ကြတာမျိုးတော့မဟုတ်လို့ရှိရင်သမီးတို့ရေထုတ်နဲ့မကိုက်ညီတာမျိုးဆိုလို့ရှိရင်စကားသိနေတာရောအတုံးချင်းဆိုတာလုံးဝသိတာပါတယ်ပေါ့ဥပမာလေးနဲ့တစ်ခုလောက်ပြပြရမယ်ဆိုလို့ရှိရင်ဒီစာသားကိုကြည်ရနေရင်သိနိုင်ပါတယ် AR register ဆောက်တမတ်သူညာခင်ရှိသည့်မြင်ကလေးကိုချိန်ခန့်ဆက်၍လှူရှားခဲ့ကြဒီစားသားမှာဆိုလို့ရှိရင်အရှားဘာသာစကားအရေးသားကိုသမီးတို့ရဲ့မိခင်ဘာသာစကားလုံးအခရာတွေနဲ့ပြောင်းလဲရေးသားထားတာကိုတွေ့နိုင်ပါတယ်။ဒီလိုရေးသားရတာကနေ မြမစာရေထုံးနဲ့ကိုက်ညီပြီးအသုံးတွင်ထင်လာတဲ့စကားလုံးတွေကတော့နောက်ပိုင်းကျလို့ရှိရင်ဝင်စားအဆင့်ကိုရောက်ရှိလာပါတယ်။နမူနာအနေနဲ့ဆိုလို့ရှိရင်မော်တော်ကားတယ်လီဖုန်းရေဒီယိုကွန်ပျူတာထရန်စဖော်မာအင်တာနက်ကေဘယ်ဒေါက်တာအင်ဂျင်နီယာ အစရှိအားတွေပဲဖြစ်ပါရဲ့ပေါ့နော်။ဒါပေမဲ့ဒီလိုဝင်စားစင်ကိုရောက်ရှိပြီးဖြစ်တဲ့စကားလုံးတွေကိုတခါတည်းရကြတော့လေအရေးတဏ္ဍာမှာမူရင်းစကားလုံးကိုပြန်လဲသုံးဆွဲတာမျိုးတွေလည်းတွေ့နိုင်ပါသေးတယ် ဥမာအနေနဲ့ပြရမယ်ဆိုလို့ရှိရင် audio ပညာရပ်တွေကကွန်ပျူတာနဲ့ဖက်တင်မှုတွေကိုစနစ်တကျသင်ယူလို့ရတဲ့အတွက်ဒီသင်တန်းကိုလာတက်တာပါဒီစာသားမှာဆိုလို့ရှိရင်ဝင်စားအဆင့်ကိုရောက်ရှိပြီးဖြစ်တဲ့စကားလုံးတွေရှိနေပေမဲ့ဝင်ရေးစကားလုံးကိုပြင်ရထားတာမျိုးကိုတွေ့ရပါတယ်ဟုတ်ကဲ့ဒါကတော့အရေးစတဲ့နဲ့ဆိုင်တဲ့သမီးမမေးတလောက်လေးတွေကိုပြပြတာပါ။ကဲဟုတ်ပါပြီ။သမီးတို့နေရာလုံးပြောသွားတဲ့လေးတွေကတကယ်ကိုပြည့်စုံနေပေါ့နော်။ကဲတကယ်လဲစာဖတ်လာကြရဲ့ထင်ပါတယ်။ အဲ့အဲ့ဒီပြောတဲ့တန်းနဲ့ရှင်းတဲ့တန်းမှာရှိတယ်အစ်စ်နှစ်စင်ကဒါချက်ရှင်းရှင်းလေးပြောပြမယ်ဆိုရင်ဒါမြန်မာလိုပြောရတယ်အင်္ဂလိပ်လိုပြောတာပေါ့กว่าတော့ပဲပေါ့เนาะသူကကြတော့ဒီအရေးတန်းမှာပို့ပြီးတော့တိတာတယ်ဥမာပြောရမယ်ဆိုရင်ဒါအဲငါဖုန်းစပီကာရဲ့ရေဝင်သွားလို့ငါဖုန်းဆိုင်ပတ်ပြင်လာမယ်ဆိုတော့ဒီမှာပြထားတဲ့အာဆက်လောင်းနှစ်ကြောင်းကြီးလိုက်မယ်ဆိုရင်ဒါပထမကြောင်းမှာ Cherry အင်္ဂလိပ်လိုကိုတိုက်ရိုက်ရေးထားမျိုးတွေ့ရလိမ့်မယ်ဒုတိယကြောင်းမှာကြတော့အင်္ဂလိပ်စကားလုံးကိုမြန်မာမှုပြုတ်ပြီးတော့ ညီမအတန်ထွက်နဲ့ရေးထားမျိုးတွေ့ရလိမ့်မယ်။ဆိုတော့ဒီနှစ်ကြောင်းကပထမကြောင်းကပထမဆင့်ဖြစ်ပြီးတော့ဒုတိယကြောင်းဒုတိယဆင့်ဆိုတော့ဒီအပြောတရံနဲ့ရေးတရံကဆင့်နှစ်ဆင့်ကိုပို့ပြီးနားလည်ပြီးတော့ရှင်းလင်းသွားမယ်လို့ချက်ထင်တယ်။တချက်အနေနဲ့ Google Form မဖြည့်ခင်ဒီကောင်းစင်နဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ပြန်ပြီးပြောပြရမယ်ဆိုရင်စကားသင်ရတာရောသုံးခြင်းဆိုတာကဘာသာစကားဆိုင်ရာအကြောင်းရင်းခံတရရဲ့လူမှုဆိုင်ရာအကြောင်းရင်းခံလေးရဲ့ပေါ်မှာမူတည်တယ်ပြီးတော့ဘာသာစကားအသုံးပြုသူရဲ့လူမှုအလွန်နဲ့သက်ဆိုင်တယ် ။နောက်ပြီးတော့ဒီခြေတော်မြန်မာဘာသာစကားမှာဆိုရင်စကားတင်ကြတာရောသုံးတာကနေလဲနှစ်ရက်ရှိတယ်။စာထုတ်ရောသုံးတာရယ်ပြဖက်ရောသုံးတာရယ်။ဒါအပြင်ခြေတော်ပြောတဲ့တန်နဲ့ရေးတဲ့တန်ရယ်ကွာစားဖို့နေလဲတိခဲ့တယ်။နောက်ပြီးတော့ဒီမွေးစားစကလုံးတစ်လုံးဖြစ်လာဖို့အတွက်ဒီခြေတော်ထင်တဲ့လောက်ဒီလွယ်ကူမနေဘူးဆိုတာလည်းတိခဲ့တယ်။နောက်ဆုံးအနေနဲ့စကားတင်တာရောသုံးမှုမှာဒီခြေတော်ရဲ့မိခင်ဘာသာစကားရဲ့တဘာဝနဲ့ပေါ့နော်လက်ရောညှိထည့်ဖြစ်အောင်ပြပြဖန်တင်းနဲ့အသုံးတင်လာမျိုးပေါ့။ အဲလိုမျိုးအသုံးတင်လာမှုကဘာသာစကားဖွံ့ဖြိုးတိုးတက်မှုအတွက်တကယ်ထောက်ကူပြုရဲဆိုပေမဲ့လို့ဒီလိုဘာသာစကားထိတွေ့မှုကြောင့်လဲခြေရုပ်ရဲ့မိခင်ဘာသာစကားတင်ကုန်းမှုဖြစ်လာနိုင်တယ်ဆိုတာကိုကလေးတို့သတိပြုရမယ်နော်ဘာသာစကားရောသုံးနာကိုလည်းကိုယ့်ရဲ့မိခင်ဘာသာစကားကိုလည်းမတင်ကောစေဘဲနဲ့ချစ်မြတ်နိုးပြီးတော့ထိမ့်သိမ်းထားရမယ်ကဲဒါဆိုရင်ခြေရုပ်ရဲ့စာဒီနေ့သင်ခန်းစာလေးပြန်ပြီးနှွှေးပြီးသွားပြီဆိုတော့ခြေရုပ်ဒီနေ့စာသင်ချိန်ရဲ့နောက်ဆုံးအလုပ်ကလေးဖြစ်တဲ့ Google Form လေးဖြည့်ကြတော့မလား ဟာဟမ်ဒီချက် Google Form ကိုချက်ထဲမှာချလိုက်ပါပြီเนาะပညာရှင်တွေတို့ဖြည့်ဖို့အတွက်အချိန်မိနစ်20ရပါမယ်ခြေဥဒါလွယ်လွယ်လေးပဲเนาะ15ပုတ်ထဲမေးထားတာဆိုတော့ခဏနဲ့ပြီးမဲ့ထင်ပါတယ်ဘာလို့ဆိုတော့ကျွန်မပညာရှင်လေးတွေကတော့ပညာရှင်လေးတွေပဲဆိုတော့ပေါ့เนาะကဲစဉ်းသဖြစ်ပြီးလို့ယုံကြည်ရဲ့အတွက်ချက်အချိန်စမှတ်ပါပြီ2000 years later အာဟယ်လိုဆယ်အာဖြည့်ပြီးသားပြီရှင် ေးဟုတ်လားဆံမြင့်တောင်မရှိသေးဘူးကောမြန်လိုက်တာကွယ်ခြားသူတွေရောပြီးကြိုက်လားဟုတ်ပြီးတော့ပါပြီရှင်ကဲကျမပညာရှင်လေးရတော့နော်ပညာရှင်လေးတွေလို့ကောမပြောရအောင်ကဲအဲ့ဒါဆိုလည်းဖြည့်တက်ရအောင်နော်ဒီချက်မေးခွန်းပြမယ်ပြီးရင်ဖြည့်ပါတစ်ခါပြမယ်ကဲဖြည့်ခဲ့တာတွေကိုမှန်လားဒီချက်နဲ့အတူတူပြန်ကြည့်ကြမယ်နော် ကဲအခုခြေရုပ်ဖြည့်ခဲ့တဲ့15ပုံလုံးရဲ့မိကုံးရော ဖြည့်ရောပြပြီးပြီဆိုတော့ကဲဘလို့လဲပညာရှင်လေးတို့အကုန်မှန်စားရလားဖြည့်ထားရောမှတ်မိကြသေးရလား um uh အကုန်မှန်နေတင်တာပဲချေဖြည့်ရတာတွေကဖြည့်ပြီးပြီးချင်းတန်မိကုန်ပြီသမီးရောပဲဒီရှဲအောင်တော့ကရှင်းရှင်းမိသွားတာအေးရှင်းနလေးနေရောခက်ပြီရောကဲကဲကျမချက်ထက်မှာတန်တက်ကိုချပေးထားတယ်ဝင်ဖြည့်လိုက်ကြတော့နော်ရှင်တို့ရဲ့အမှတ်တွေကိုကျမနောက်ကြမှာပဲပို့ပြီးရောမယ် ဒီနေ့တော့အချိန်နဲ့နည်းနည်းကျုံနေပြီဆိုတော့ဒီမှာပဲရက်လိုက်ကြပေါ့နေ့ဖြန်ကြမှာချေကိုတင်ရစာတွေ့သွားမယ်နော်ဟာဟုတ်ကဲ့ပါရှင်မင်္ဂလာပါရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်ဆက်ပါရှင်ကျေးဇူးတင်ပါတယ်